တရုတ်နိုင်ငံမှာပဲတင်ဝယ်လို့ရမဲ့ထူးထူးဆန်းဆန်းအရာခုနှစ်မျိုးပရိသတ်ကြီးတင်ဟာတွိုင်းလာရင်တဲ့တခါတည်းမှာထူးဆန်းပြီးဦးချောင်ချောင်နိုင်တဲ့ပစ္စည်းတစ်မျိုးမျိုးကိုရောင်းချနေတာတွေ့မိမယ်ဆိုရင်အဲ့ဒီပစ္စည်းကိုထွင်တဲ့လူကရွှေညံတော်ပဲဆူရောက်တာလားမူလီပဲချောင်ရီလာလို့တင်တွေးမိပါလိမ့်မယ်ဒါပေမဲ့လူတယောက်ထဲကမဟုတ်ပဲတနိုင်ငံလုံးကအဲ့ဒီလိုထူးဆန်းတဲ့ပစ္စည်းတွေကိုပုံမှန်ပစ္စည်းလိုမျိုးသုံးစွဲကင်တွေ့နေကြရတဲ့ဆိုရင်ဘယ်လိုများလုပ်ပါမလဲဒီနေ့မှာတော့တရုတ်နိုင်ငံမှာပဲတင်ဝယ်လို့ရနိုင်မဲ့ထူးထူးဆန်းဆန်းအရာခုနှစ်မျိုးချောက်ကိုတင်ဆက်ပေးသွားပါမယ်ကဲအဲ့ဒီပစ္စည်းတွေကိုကြည့်ပြီး ရုပ်တွေကပဲထူပဲထူတာလားယူပဲယူတာလားဆိုတာကိုဝေဖန်အကဲဖြတ်ကြည့်ကြရအောင်ပါနံပါတ်၁ပန္နာချီလက်ဖက်ရည်ပန္နာချီလက်ဖက်ရည်ဆိုတာနာမည်ကစမ်းသလိုရနံလေးကလည်းတင်ပါရည်ဒါနဲ့ပြိဿကြီးလက်ဖက်ရည်ရဲ့နာမည်ကိုကြည့်ပြီးပေါ်ပူလာဖြစ်အောင်ရှောက်နာမည်ပေးထားတာလို့ထင်နေပါသလားတကယ်လို့နာမည်အတိုင်းပါပဲအဲဒီလက်ဖက်ရည်ကိုပန္နာချီတွေနဲ့ပြုလုပ်ထားတာဖြစ်ပါရည်ဒီထူးဆန်းလက်ဖက်ရည်ရောက်ဖို့အတွက်ထိတ်ခတ်တဲ့လက်ဖက်ပင်တွေကိုစိုက်ပြူတဲ့အခါတခြားမြေဩဇာဘာမှမတော့ရပဲဘန္နာချီတွေကိုသာမြေဩဇာအဖြစ်အသုံးပြုကြပါရည် ဒါပေမဲ့သူကအီးလက်ဖက်ရည်ဆိုပြီးအထင်တော်သွားမသိလိုက်ပါနဲ့ဒီပန္နာချီလက်ဖက်ရည်ဟာကမ္ဘာပေါ်မှာဈေးချီဆုံးလက်ဖက်ရည်ရဲ့မျိုးစားတွေမှာပါဝင်တယ်လို့သိရပါတယ်အချမ်းသာဆုံးဘောစီဆုံးဆိုရက်လောဘတရုတ်ဒီမှာသာဝယ်ယူတော့တုံးနိုင်တယ်လို့သိရပါတယ်နံပါတ်1အလောင်းတွေကိုဝယ်ယူခြင်းတိုင်းမကြာခင်တုန်းကတရုတ်နိုင်ငံချန်စီပြည်နယ်ရန်တမ်းမှာလူလေးယောက်ဟာတရားမဝင်သေးတဲ့အတူဖော်မှုလုပ်ခဲ့တာကြောင့်အဖမ်းခံခဲ့ရပါတယ်အဲဒီလူတွေဟာအုတ်ဂူကိုဖောက်ပြီးအလောင်းတွေကိုခိုးယူကြတာပါပြောသောအားဖြင့်မိမအလောင်းတွေကိုခိုးယူတာကများပါတယ် ပြီးရင်ကွယ်လွန်သွားတဲ့အမျိုးသားတွေရဲ့မိသားစုတွေစီကိုဇေကြီးကြီးနဲ့ပြန်ရောက်စားကြပါရယ်အကြောင်းရင်းကတော့တမလွန်လက်ထက်ထိမ်းပြပွဲကျင်းပပေးဖို့အတွက်ဖြစ်ပြီးဒီထူးဆန်းတဲ့တရေဟာလူပြန်ဝင်စားစေဖို့ဆိုတဲ့အယူအဆတွေကဖြစ်တည်လာတယ်လို့သိရပါရယ်ရေယုံနိုင်ငံမှာဒီရလေးထဟာလူငယ်တဲ့နေ့ပေါင်းများစွာတွေကရှိခဲ့တာဖြစ်ပြီးမကျင်သုံးဖို့အတွက်ကတော့ဓာစီထားပြီးလို့သိထားပါရယ်ဒါပေမဲ့လည်းအယူအဆကြီးစွာလိုက်လုံနေတဲ့သူတွေလည်းများစွာရှိနေပြီးအလားတွေကိုဖောက်ခါရောင်းချနေတဲ့သူတွေလည်းများစွာရှိလို့နေပါရယ်နံပါတ်3စီတူထားတယ်လေး တရုတ်ပြည်မကြီးအားအနေမြန်ကိုတိုးတက်နေတာပါအရာရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့လေလူညဉ့်ညံမှုဟာအတော့ကိုဆိုးရွားလာပြီပဲဖြစ်ပါတယ်ပြီးတော့အဲ့ဒီဆိုးရွားလာတဲ့လေလူညဉ့်ညံမှုကပဲတရုတ်ပြည်သူတွေရဲ့ဂျမားရေးကိုလည်းချိန်ချောက်မှုဒိုးလာနေပါပြီဒါကိုအပွက်မြင်တတ်တဲ့တရုတ်စီးပွားရေးသမားချန်ကွမ်ပြောင်ဆိုသူကတော့ကောင်းကောင်းအသုံးချခဲ့ပါတယ်ဘလို့အသုံးချခဲ့လဲဆိုရင်ဘသူကတော့တွေးမိမှမဟုတ်တဲ့လေတွေကိုစီတူပူတဲ့ကိုထဲကရောင်းချလိုက်တာပါပဲညံပြင်းလုံးလာတဲ့ကိုရွှေမဟာအလကားရတဲ့လေကိုရောင်းစားရတဲ့ပဲအတော်လေးကိုကြီးပွားနေပြီလို့လည်းသိရပါတယ်နံပါတ်၄ မိချောင်းသားကမန်းသားကိုစူပါမားကတ်မှာလွယ်လွယ်ကူကူဝယ်လို့ရနေခြင်းဟုတ်ပါရဲ့တရုတ်နိုင်ငံကစူပါမားကတ်တစ်ခုဖြစ်တဲ့ Walmart ကပလင်စာကောင်တာမှာဆိုရင်ကြကြံဖန်ဖန်မိချောင်းသားနဲ့ကမန်းသားတွေကိုလွယ်လွယ်ကူကူရောင်းချပေးနေပါရဲ့သူတို့ရောင်းချပေးနေတဲ့ပုံစံကအခုလိုမြင်ရတဲ့အတိုင်းလမ်းဖြတ်ဆရာကြီးဖြစ်ပြီးမိချောင်းတွေကိုအကောင်လိုက်ပုံမပြတ်ရောင်းချပေးနေတာပါရယောဘကမိချောင်းသားစားပေးရင်ဗန်နာရင်ကျက်ယောဂပျောက်စေတယ်လို့ယုံကြည်ထားကြပါရဲ့။နောက်ပြီးငမန်းသားကိုစားပေးရင်ကိုရီးယားငါရီရဲ့လုံဆောင်ချက်ကိုဒုတက်ကောင်းမှုစေတယ်လို့လည်းယုံကြည်ထားကြပြန်ပါရဲ့။ ဒါကြောင့်မို့လို့လဲတေးအနေနဲ့တရုတ်ပြည်တွေကစူပါမားကတ်ထဲကိုဝင်သွားရင်ငမန်းနေပြီးကြောင်းနေစားတဲ့စားလို့ရမရမသေးကြတဲ့ဒူးဆန်တဲ့အကောင်အသားတွေကိုဂျက်သားဝက်သားတွေလို့လို့ရောင်းချပေးနေတာကိုတင်မြင်တွေ့ရမှာဖြစ်ပါတယ်။နမန်ကနိုင်ငံတကာပုံရိပ်အခုပြောပြမယ့်အချက်ကိုတော့တင်ယုံနိုင်မှာတော့မဟုတ်ပါဘူး။တရုတ်နိုင်ငံကုမ္ပဏီတွေဟာအရေးကြီးတဲ့နိုင်ငံတကာညီလာခံတွေဇုံတွေပွဲတွေကိုတက်ရတော့မယ်ဆိုရင်တို့လူတွေအစားအနောက်တိုင်းသားလူပြည်တွေကိုသာပတ်စံပေးပြီးတက်ခိုင်းနေရှိပါတယ်။အကြောင်းကတော့တို့အဖွဲ့အစည်းကိုနိုင်ငံတကာကအသွင်ပြင်ပူပေါက်စီအောင်လုပ်ပါတဲ့ နံပါတ်6တရှိတလိဆိုင်တော့ချိန်များတရုတ်ဝတ်တော်ရဲ့ဆက်တယ်လို့ပဲဆိုရမလားပဲပုံမှန်အားဖြင့်ကျွန်တော်တို့နိုင်ငံဒီမှာရောတခြားနိုင်ငံဒီမှာပါဒီချိန်တော့ချိန်လေးတွေကိုအယုတ်ပုံဖန်စီပစ္စည်းတွေနဲ့လောက်ကြပါရယ်ဒါပေမဲ့တရုတ်နိုင်ငံကတော့ပုံမှန်မဟုတ်ပါဘူးဝေးပြီးလို့လာတာရွေတော်မရှိသေးတဲ့တနာစရာပေးပေးလေးလေးတွေနဲ့ရွှေငါးပေါက်လေးတွေကိုအချိန်လက်လက်ရှိနေတော့ရရဆက်ဆက် plastic အိတ်ထဲထက်အလုံးပိတ်ပြီးတော့ချိန်လုတ်ပြပါရယ်အဲ့ဒီအိတ်ထဲမှာသူတို့အသက်ဆက်ရှင်စေဖို့အတွက်အာဟာရတရည်တွေကိုထည့်ထားပေးတယ်ဆိုပေမဲ့အကောင်လေးတွေခမရအများဆုံးမှာ၃လသာအသက်ရှင်နိုင်ကြပါရယ် ်ဒေဟုဒီရဲ့ရက်ဆက်တဲ့ဒီအတက်စမ်းထွေမှုကြောင့်ဒလိဆန်ကဝယ်ရေးဖွဲ့စည်းတွေကြောင့်အတော်ကိုလည်းဝေဖန်တန်နေညံသွားခဲ့ပါသေးတယ်။နံပါတ်4အဗာတာအတောင်းရှိုင်းမြူကတီကစေတစ်ခုကနေအိမ်လုံးဝတ်သား struggle ဝေလာခဲ့ပြီးတဲ့နောက်ညဘက်ရောက်ချိန်ထူးထူးဆန်းဆန်းပဲအဲဒီဝတ်သားကနေအပြာရောင်လေးနေထွက်လာပါတယ်။ဆဆချင်းတို့သူတို့တွေကထိတ်လန့်အံ့ဩသွားခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့အဖြစ်မှန်ကိုသိလိုက်ရပါတယ်။ဝတ်သားဟာညဘက်မှာအလင်းပြန်ထွက်ရတဲ့အကြောင်းရင်းကမိစုံတော့ပါရဲ့ဘက်တီးရီးယားတစ်မျိုးနဲ့ညဉ့်ညမ်းနေတဲ့အသားဖြစ်နေလို့ပါ။ ဒီသားဟာအဗာတာရုံးရှင်ကားရင်းကအပြောင်းကောင်းလေးလိုအယောင်ထွက်နေလို့အဲဒီဝတ်သားကိုအဗာတာသားလို့နာမည်ပြောင်းခေါ်ခဲ့ကြပါရယ်။ဂက်ဒီနီမှာတော့တရုတ်နိုင်ငံမှာပဲတင်မြင်တွေ့ဝဲယူနိုင်မဲ့ဒူဒူဆန်ဆန်ယာရီကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရယ်။နောက်ထပ်လဲစိတ်ဝင်စားဖို့ရအကြောင်းယာရီနဲ့အတူပြန်လာခဲ့ပါဦးမယ်။အစောင့်ကြည့်ပေးတဲ့အတွက်ဂျေဆုအထူးပဲတင်ရှိပါရယ်ခင်ဗျာ။